ဒီလူကြောင့်အမေဇုန်တောထဲကမျိုးနွယ်စုတစ်ခုလုံးကကဘာပေါ်ကနေအပီးတိုင်ပျောက်ကွယ်သွားခဲ့ရပါတယ်။ပြည်သူများလုံးပဲမင်္ဂလာပါ။ဘာမာ H3 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Man of the Hole တွင်တို့လူသားကဘရာဇီးနိုင်ငံအမေဇုန်တောထုတ်တဲ့ Randonira ပြည်နယ်ရှိ Tanaru တိုင်းဒေသနယ်မြေမှာတအူးတဲ့နေထိုင်ခဲ့တဲ့မျိုးနွယ်စုဝင်တအူးဖြစ်ပါတယ်။ သူရဲ့တကယ်နာမည်ဘာသာစကားဒို့မဟုတ်သူပိုင်ဆိုင်တဲ့မျိုးနွယ်စုအကြောင်းဘယ်သူမှအတိအကျမသိရှိခဲ့ပါဘူးသူရဲ့မျိုးနွယ်စုက1990ပြည့်လွန်တဲ့တွေ့ကြတဲ့ကတကောထုတ်သူတွေလေယာလုံငန်းရှင်တွေနဲ့တရားမဝင်လောက်ရတွေကြောင့်ပျောက်ကွယ်သွားခဲ့ပြီးသူဟာသူမျိုးနွယ်စုရဲ့နောက်ဆုံးလူသားအဖြစ်ကျန်ရှိခဲ့ပါတယ်ဘရာဇီးအစိုးရရဲ့တိုင်းရင်းသားရေးရာဌာနက1996ခုနှစ်မှာသူ့ကိုစတင်တွေ့ရှိခဲ့ပြီးနေပေါင်း26နှစ်ကြာအဝေးကနေစောင့်ကြည့်ကာကွယ်ပေးခဲ့ပါတယ် Man of the Hole ဟာဘရာဇီးနိုင်ငံရန်ဒိုနီယာပြည်နယ်ရှိတာနာရုတိုင်းသားနယ်မြေမှာနေထိုင်ခဲ့တဲ့မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပါတယ်။သူရဲ့တကယ့်နာမည်ဘာသာစကားနဲ့မျိုးနွယ်စုအကြောင်းဘယ်သူမှမသိရှိခဲ့ကြပါဘူး။ဘရာဇီးဆိုရရဲ့တိုင်းသားရေးရာဌာန FUNAI က1996ခုနှစ်မှာသူ့ကိုစတင်တွေ့ရှိခဲ့ပြီးသူဟာတအူးတဲ့နေထိုင်တာကိုတရီပြုမိခဲ့ပါတယ်။သူ့အသက်ကိုအတိအကျမသိရပေမဲ့2022ခုနှစ်မှာတေဆုံးချိန်မှာတော့အသက်50ကျော်မှ60အတွင်းရှိမယ်လို့ခန့်မှန်းကြပါတယ်။ သူကမန်အော်တာဟိုးလို့ခေါ်ရတဲ့အကြောင်းရင်းကသူနေထိုင်ခဲ့တဲ့တဲအိမ်တိုင်းမှာနက်ရှိုင်းတဲ့တွင်းတွေတူထားလို့ပါဒီတွင်းတွေကအတိအကျအဖြစ်6ပေ1.8မီတာလောက်နဲ့ပြီးအောက်ခြေမှာချွန်ထက်တဲ့တသားတံတွေထည့်ထားတတ်ပါတယ် FUR နေကန်ကသူ့ရဲ့တဲအိမ်တွေကိုစစ်ဆေးရင်တွင်း14ခုကျော်တွေ့ရှိခဲ့ပါတယ်ဒီတွင်းတွေရဲ့ရွေးချက်ကိုဘယ်သူမှအတိအကျမသိရှိခဲ့ပါဘူး။တချို့ကတော့ tracer ဖမ်းဖို့အတွက်လို့ယူဆပြီးတချို့ကပုံအောင်ဖို့ဒါမှမဟုတ်ဝိညာဉ်ရေးရာထုံးတဲ့အတွက်လို့ခံမှန်းကြပါရင် သူဟာအမေဇုန်တောအုပ်ထဲမှာတအူးရဲနေထိုင်ခဲ့ပြီးအမဲလိုက်ခြင်းတက်တီးနဲ့အသေးနံတွေစုဆောင်းခြင်းပြောင်းမာလီအော့ခ်နဲ့တခြားသီးနံတွေကိုစိုက်ပျိုးခြင်းနဲ့ရှင်သန်ခဲ့ပါတယ်။သူရဲ့တန်းရင်တွေကရိုးရှင်းတဲ့တန်းရွက်တွေနဲ့ဆောက်လုပ်ထားပြီးသူဟာလိုအပ်တဲ့ကရိယာတွေကိုတက်သားကြောက်ခဲနဲ့အယိုးတွေနဲ့ဖန်တီးခဲ့ပါတယ်။သူဟာလူမှုဆက်ဆံရေးကိုရှောင်ရှားခဲ့ပြီး FUNI ဖွဲ့ဝင်တွေကိုမြင်နိုင်ပုံအောင်လေးရှိပါတယ်။တခါတည်းမှာသူ့ရဲ့တဲရင်နာကိုဖြတ်သွားတဲ့သစိန်းတွေကိုများနေဖြစ်ခဲ့မှုတာကြောင့်သူကအပြင်လူတွေကိုမယုံကြည်တဲ့သဘောရှိတယ်လို့ယူဆရပါတယ် ဘရာဇီးမှာမတိရှိရတဲ့မျိုးနယ်စုတွေ134ခုလောက်ရှိတယ်လို့ခန့်မှန်းထားပြီးအတည်ပြုနိုင်တာက28ခုသာရှိပါတယ်။ဒီမျိုးနယ်စုတွေကအမေဆုံတောရဲ့နယ်ရှိုင်းတဲ့နေရာတွေမှာနေထိုင်ကြပြီးခေတ်တဲ့လူအဖွဲ့အစည်းနဲ့ထိတွေ့မှုမရှိသလောက်ပါ။ဒါပေမဲ့1990နှစ်တွေကဆလို့ဒေကိုထုတ်သူတွေ၊လယ်ယာလုပ်ငန်းရှင်တွေနဲ့တရားမဝင်မြေဟာသိမ်းဆီသူတွေရဲ့လောက်ရတွေကြောင့်ဒီမျိုးနယ်စုတွေကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။မောက်တဟိုးရဲ့မျိုးနယ်စုက1990နှစ်တွင်မှာဒေကိုထုတ်သူတွေရဲ့တပ်ဖြတ်မှုကြောင့်အများစုတေဆုံးခဲ့ရပါတယ် 1995ခုနှစ်မှာတော့ကျန်ရှိနေတဲ့မျိုးနွယ်စုဝင်တွေကိုဖျားမှုတွေလက်ရာလုပ်ငန်းရှင်တွေကတိုက်ခိုက်တပ်ဖြတ်ခဲ့တယ်လို့ယူဆရပါတယ်။ဒီလောက်ရတွေကြောင့်သူကသူမျိုးနွယ်စုရဲ့နောက်ဆုံးလူသားအဖြစ်ကျန်ရှိခဲ့ပါတယ်။ FUNDI ကသူ့ရဲ့နေမျိုးကိုဌာနရုပ်တိုင်းသားနေမျိုးအဖြစ်သတ်မှတ်ပြီးတရားမဝင်တိခုတ်ထုတ်သူတွေလက်ရာလုပ်ငန်းရှင်တွေဝင်ရောက်မှုကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါကြတရားမှာ FUNDI အဖွဲ့ဝင်တွေကသူ့အတွက်မျိုးစေ့တွေ၊ကရီယာတွေထားခဲ့ပေးခဲ့ပေမဲ့သူကဒါတွေကိုလက်ခံဖို့ငြင်းဆန်ခဲ့ပါတယ်။ သူရဲ့တဲရင်တွေကတနင်္လာထဲမှာအကြာကြီးမနေပဲတနင်္လာမှာနှစ်နှစ်လောက်နေပြီးရင်တော့နေရာပြောင်းရွှေ့တက်ပါတယ်။သူကအမဲလိုက်ဖို့မြားနဲ့လေးတွေကိုအသုံးပြုခဲ့ပြီးဝတ်တော်သားမြောင်းနဲ့ငှက်တွေကိုအထီးကအားဖြင့်အမဲလိုက်ခဲ့ပါတယ်။သူရဲ့နေစဉ်ဘွားကအမေဆုံးတော်ရဲ့တဘာဝနဲ့လက်လျောညီထွေဖြစ်အောင်နေထိုင်ခဲ့ပြီးသူရဲ့ရင်ကျင်းမှုနဲ့ဒလေးတွေကိုတဝူးတဲ့ဆက်လက်ထိန်သိမ်းခဲ့ပါရင် ရောင်း22ခုနဲ့အောင်္ဂလ23ရက်နေ့မှာ FUNAI အဖွဲ့ဝင်တွေက Man of the Hole ကိုသူ့ရဲ့တဲရင်ထဲမှာပကတ်ပေါ်မှာတေဆုံးနေတာတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့တေဆုံးမှုကတဘာဝအကြောင်းလေးအကြောင်းဖြစ်တယ်လို့ယူဆရပြီးရောင်းလောင်းမှာအကြမ်းဖက်မှုဒါမှမဟုတ်ဒဏ်ရာတွေတော့မတွေ့ရှိခဲ့ပါဘူး။သူ့ရဲ့ပကတ်ဝင်းညင်မှာတော့ငှက်မွေးတွေနဲ့အလားဆင်ထားတာကိုတွေ့ရှိခဲ့ပြီးဒါဟာသူ့ရဲ့တေဆုံးမှုကိုကြိုတင်ပြင်ဆင်ထားတယ်လို့ယူဆစေခဲ့ပါတယ်။အခုဆိုရင်သူ့ရဲ့တေဆုံးမှုနဲ့အတူသူ့မျိုးနွယ်စုရဲ့ယဉ်ကျေးမှုဘာသာစကားနဲ့ဒလေရီကကဘာပေါ်ကနေအပီးအပိုင်းပျောက်ကွယ်သွားခဲ့ပြီလေဖြစ်ကြောင်းပါ အဆုံးလေးကြည့်ပေးလို့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။